တင်မောမင်းရဲ့အကြောင်းကိုဒုတိယပိုင်းအနေနဲ့တင်ပြပေးမှာဖြစ်ပါတယ်။တင်မောစီကဝန်းထဲမှာရှိတဲ့တန်ကောင်တွေကိုဖျက်ဆီးတတ်ပြီးတော့မိရတွေကိုမှန်ကန်စေတတ်ပါတယ်။ကင်းစိတ်တွေကိုလည်းပျောက်စေနိုင်တတ်ပါတယ်။တင်မောစီအစေးရဲ့တင်မောစီအမှုရဲ့အစေးကိုတင်မောစီတင်မောစီတတ်ထုခဲလှုပ်ပြီးတော့အဲ့ဒီတင်မောစီတတ်ထုခဲရိုးရကန်နေပြီးတော့တရွေ့ထီလူငယ်လူရွယ်တွေ ဆိုလို့ရှိရင်တော့နွားနို့တကြားကစရည်လေးနဲ့စားခဲ့မယ်ဆိုလို့ရှိရင်အစာမကြေခြင်းယောဂါကိုလင်းမှန်စွာပြောက်ကင်းစေတတ်ပါတယ်။တင်မောဒီစိမ့်မှထွက်တဲ့အဆီးကိုလိမ့်ပေမဲ့ဆိုလို့ရှိရင်တော့ပွေးနာ၊ရာနာ၊အေးပြားနာစတဲ့ဝေဒနာတွေကိုတက်တာပြောက်ကင်းစေတတ်ပါတယ်။ကင်းကြိုက်တယ်ဆိုလို့ရှိရင်တင်မောဒီစိမ့်ကိုလှိဖြတ်ပြီးတော့အရိယာထွက်တဲ့အရင်နဲ့လိမ့်ပေမဲ့ဆိုလို့ရှိရင်ပြောက်စေတတ်ပါတယ်။တင်းရကြီးတဲ့ဝေဒနာယူတဲ့ကိုတင်မောဒီအဆီးနဲ့တကြား နှမျိုးရော့ပြီးတော့သုံးခွက်တစ်ခွက်စာပြုတ်ပြီးတော့မနေ့နေ့လေညတောက်ပြီးမယ်ဆိုလို့ရှိရင်တော့တောက်ခင်းစီတတ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လေတမောဒီအစိမ့်ကိုအချောက်လှမ်းပြီးတော့အမုံပြုတ်ပြီးတော့တောက်ပြီးမယ်ဆိုလို့ရှိရင်လေအထက်ပါယောဂါကိုတက်တာတောက်ခင်းစီတတ်ပါတယ်အတိမနှုတ်မုံအနှဲငယ်ကိုစပြီးမယ်ဆိုလို့ရှိရင်တော့အတိတ်တာကဝမ်းယောဂါတောက်ခင်းစီတတ်ပါတယ်တမောဒီဈေးကိုလိမ့်ပြီးမယ်ဆိုလို့ရှိရင်တော့အဖုအနာတွေကိုလူရင်ပိန်ပြီးတော့ရင်ပေါက်စီတတ်ပါတယ်လူယူနာနဲ့ဆက်လင်းနဲ့ လိမ့်နေမဲ့ယောဂါတွေကိုလိမ့်နေမဲ့ဆိုလို့ရှိရင်လေတောက်ကင်းစီတတ်ပါလေတင်မောတိနုစိမ့်ချောင်းမုံကိုစာအနေနဲ့ထည့်ပြီးတော့တောက်ပေးမယ်ဆိုလို့ရှိရင်တော့တေးရဲ့ကြီးတဲ့ယောဂါကိုတက်တာတောက်ကင်းစီတတ်ပါလေတင်မောတိဝင်းမြင့်ကိုဟင်းချက်စားမယ်ဆိုလို့ရှိရင်စီဝန်းကိုရွှေစီတတ်ပါလေတင်မောတိမဲ့ကိုစားပေးမယ်ဆိုလို့ရှိရင်တော့ဝမ်းနွမ်းမှာပူလိုင်းနဲ့ဝေဒနာတွေကိုတက်တာပြောင်းခင်းစီပြီးတော့တေးရဲ့ကြီးချင်းနဲ့အသေးကြီးချင်းတွေကိုပြောင်းခင်းစီတတ်ပါလေ တကြီးကြိုက်မယ်ဆိုလို့ရှိရင်တော့တင်းမော့ရွက်ကိုရင်းနှီးဖျော့ပြီးတော့ဒါမှမဟုတ်လို့ရှိရင်မိကင်ပြီးကတ်ပေးမယ်ဆိုလို့ရှိရင်ပျောက်ကင်းစီတတ်ပါတယ်အတ္တမယောဂနဲ့အနာတွေကိုဖြစ်တယ်ဆိုလို့ရှိရင်တော့တင်းမော့ဒီနင်းလူကိုထိတ်ကန်နေလိဖြတ်ပြီးတော့တလုံးပြီးတလုံးစက်တိုက်ပုတ်ပေးမယ်ဆိုလို့ရှိရင်တော့အမြင့်ကျွတ်ပြီးတော့အနာဖြစ်စီတတ်ပါတယ်အနာကိုကုနည်းအတိုင်းဆက်ပြီးတော့ကုပေးမယ်ဆိုလို့ရှိရင်တော့တက်တာပျောက်ကင်းစီတတ်